အားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်ဒီတစ်ခုမှာတော့သက်မင်းမှာကျွန်တော်ပြထားသလိုပဲကျွန်တော်ငယ်ငယ်တော့ကဒီ English လေ့လာခဲ့တဲ့ပုံစံလေးကိုကျွန်တော်ပြန်ပြီးတော့ revisit လုပ်ချင်ပါတယ်။ဒါကကျွန်တော်ရဲ့မှတ်စုဟောင်းပေါ့ဗျာ old notebook ပေါ့ဟို2000 Justin Bieber ကြည့်လိုက်ပေါ့ Justin Bieber ဒီရွယ် okay ဒီဘက်ကဆိုပို့ရှင်းမယ် Justin Bieber ဒီရွယ်စရာစဉ်းစားကြည့်ဘယ်ခုနှစ်လောက်ဖြစ်မလဲသူကလေးလေးပဲရှိသေးတယ်ဒီမှာ73နှစ်လောက်ပဲရှိအောင်မထင်တယ် 2017မောင်းရင်12လောက်ဖြစ်မယ်အဲ့တော့ဟို2017ကကျွန်တော်စပြီးတော့ကျန်းစာကြောင်တက်တက်နှစ်နော်ဆိုတော့ English ဘာသာစကားနဲ့စပြီးတော့တိတွေ့တဲ့အချိန်ပေါ့ဗျာဆိုတော့အဲ့တော့ကျွန်တော်ရမှတ်စုစာအုပ်လေးအပြန်ကြည့်အောင်ကျွန်တော်အဲထဲမှာဘာရှိလဲဆိုတော့ကျွန်တော်မသိဘူးโอเคကျွန်တော်ကိုယ်တိုင်လည်းဒါစိတ်ဝင်စားစရာကိုကိုယ်တိုင်အတွက်လည်းစိတ်ဝင်စားစရာကောင်းတယ် အာတင်ယူစရာလည်းအများကြီးရှိမယ်ဆိုတော့ကျွန်တော်သိတယ်။ဒါတော့ကျွန်တော်ဆက်လေ့လာတဲ့အချိန်မှာဘလိုတွေမှတ်စုရေးခဲ့လဲပေါ့ဗျာ။နောက်ကျတော့ကျွန်တော်ဘလိုရေးခဲ့လဲပေါ့။အဲ့ဒါကိုဒီထဲမှာအာဒီစာအုပ်တွေကျွန်တော်ယူလာတယ်။ဟိုမှာလည်းရှိသေးတယ်။အာ6အုပ်9အုပ်လောက်ရှိမလားမသိဘူး။ဆိုတော့တကူတကကိုအဲ့ဒီဒီမျိုးဒီလိုမျိုးအတွက်ကိုအရင်တော့ကျွန်တော်ဘလိုမျိုးလေ့လာခဲ့ရဲ။အဲကျွန်တော်ရဲ့မှတ်စုကဘလိုရှိတယ်။အဲ့ဒါကိုပြန်ပြီးတော့အာကြည့်ချင်လို့တက်တက်ကိုယူလာတာဖြစ်တယ်။ โอเคဆိုတော့ကျွန်တော်ကြည့်လိုက်အောင်လုပ်ခဲ့တဲ့10နှစ်ကြောင်เนาะ10နှစ်23နှစ်လောက်ဖြစ်မှာပေါ့ like 12 13 years ago ဆိုတော့အဲ့ဒါတော့ဘယ်လိုလေးလုပ်ခဲ့လဲပေါ့နော်ဆိုတော့ကျွန်တော်ဘယ်လိုလုပ်သွားမလဲဆိုတော့အဲ့ဒီမှတ်စုဟောင်းတွေကျွန်တော်မှတ်ခဲ့တဲ့ဥစ္စာတွေကိုကျွန်တော်ပြန်ကြည့်မယ်ပြီးလို့ရှိရင်အခုเนาะ10နှစ်ကြာ10နှစ်ကြာကြာပြီးနောက်ပိုင်းကျွန်တော်ဘယ်လောက်ထိတိုးတက်လာလဲဘယ်လောက်ထိအရင်တော့ကျွန်တော်လေ့လာခဲ့တဲ့ဥစ္စာတွေအခုပြန်ကြည့်ရင်ဟိုတကယ်ကလေးကလားလို့ဖြစ်လား မဟုတ်ရင်ဟိုတော်တော်မိုက်ခဲ့တာပဲအဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုး꽌ချမှုကိုကျွန်တော်ကြည့်မယ်ပြောလို့ရှိရင်ပြင်ဆင်စရာရှိတဲ့ဟာပြင်မယ်တော့တေချာတော့လွန်ခဲ့တဲ့10နှစ်ကဆိုတော့ဟိုအခုလောက်တော့မရဘူးလေဘယ်ဘာသာစကားဘယ်သူမဆိုအတူတူပဲအာလွန်ခဲ့တဲ့10နှစ်နဲ့ခုနှစ်အခုကိုယ့်ရဲ့ skill က best skill မှမဆိုနော်ဘောလုံးဖြစ်ဖြစ်ဟိုဘာပဲလုပ်လို့ပေါ့တူမှာမဟုတ်ဆိုတော့အဲ့ဒါကိုကျွန်တော်မှားတဲ့ဥစ္စာတွေတွေ့ရင်ကျွန်တော်ပြန်ပြင်မယ် အဲ့လိုရှိရင်တခုခုဆိုရင်အခုဆိုရင်တော့ငါဘယ်လိုလုပ်မလဲအရင်တော့ကဒီလိုမျိုးလေ့လာသင်ယူခဲ့တယ်အခုဆိုတော့ငါဘယ်လိုလေ့လာသင်ယူမလဲအရင်တော့ကဒါပါတယ်နော်ကျွန်တော်အရေးကြီးတယ်လို့ထင်ခဲ့တယ်အခုကတော့ဒါအရေးမကြီးဘူးလို့ကျွန်တော်ထင်တယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော် reaction တွေကျွန်တော်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဆက်မသွားခင်ပါကျွန်တော် class တခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်အခုကျွန်တော် video class ရှိပါတယ်ကျွန်တော်ဟိုနေ့ကကျွန်တော်ရဲ့ main page မှာကြောင်ကြားလိုက်ရတယ်ဘောနော်အဲအဲ့မှာကျွန်တော်ပါတီသင်ပေးလဲဆိုတော့ vocabulary enrichment class ဖြစ်တဲ့အတွက် vocabulary တွေကိုကျွန်တော်သင်ပေးပါရယ် idiom တို့ slang တော့ပါတယ်နော် idiom နေ slang နေပါပါတယ်အပြီးလို့ရှိရင် formal informal vocabulary နော် advanced intermediate level အဲ့လိုမျိုးတွေကျွန်တော်ခွဲပြီးတော့သင်ပေးပါရယ်ဆိုတော့ vocabulary တိုးတက်ခြင်းတဲ့သူတွေလာဆက်သွယ်လို့ရပါတယ် all right အဲ့ဒါဆိုကျွန်တော်ဗီဒီယိုလေးဆက်သွားလိုက်ရအောင် okay so first page မှာကျွန်တော်တာရှိပါတယ်ခုန first page မှာအဲ့ဒါရှိပါတယ် so parts of speech ပေါ့နော် eight parts of speech ပါပဲဒီမှာ noun adjective adverb verb preposition conjunction interjection so we there are traditional parts of noun speech ပေါ့ဒီရေပွေရကျွန်တော်တင်တဲ့အခါမှာတော့ကျောင်းတော့ဒီလိုပဲတင်ရတာပဲ okay ဆိုတော့ဟိုနေ့ကလည်းကျွန်တော်ဗီဒီယိုလုပ်ပါတယ်ဆိုတော့ဒီထဲမှာကျွန်တော်ကတော့ထပ်ဖြည့်စရာတွေရှိတယ်နော်အိတ်နဲ့မပြီးဘူးကျွန်တော်က၁၂၃လောက်ရှိပဲတင်တယ်ကျွန်တော်ဗီဒီယိုရှေ့တခုတင်တယ်လေအဲ့မှာကျွန်တော်အသေးစိတ်မိပါပြောပြထားပါတယ်ဆိုတော့ the future question လေးကျွန်တော်တည့်ချင်တာ helping verb ကိုကျွန်တော် သင်ပေးမယ်ပြောလို့ရှိရင် sentence types ပေါ့နော်3 sentence sentence type လို့ကျွန်တော်ခေါ်တယ်အတခြားသူရဲ့ဝါရအခေါ်ပေါ့ရှင်းရှင်းပေါ့ပေါ့နော်ကျွန်တော်တို့လိုပဲရိုးရှင်းလေးခေါ်ထားတယ်ဟို question ရယ် negative ရယ် positive ရယ်နော်ဆိုပြီးတော့မှကျွန်တော်အဲ့လိုမျိုးခွဲထားတယ်ဆိုတော့အဲ့ဒါတွေကျွန်တော်ထည့်ပါပေါ့နော်ဒီမှာ7ခု7ခုလောက်ဖြစ်မှာပေါ့อืม okay ပြန် tech questions လေးပါသေးတယ်နော် alphabets လေးပါတယ်ဆိုတော့ဒါကတော့မဆိုးပါဘူးမဆိုးပါဘူး ဟမ်ဆက်လုပ်တဲ့ချိန်ကတော့ဒီဟာတွေနဲ့ပဲသွားမှာပဲလေနော်โอเคသူအောက်မှာပါရရှိလဲဆိုတော့အာ kinds of noun nouns နော် noun အမျိုးအစားကဲမြင်ရလားမသိဘူးโอเค noun အမျိုးအစားတွေဖြစ်ပါတယ်ဆိုတော့ common noun proper noun collective noun abstract noun နော်အများကြီးပါပဲအများကြီးပါပဲ crowd mob team flock herd army fleet jury family you know. ဆိုတော့အများကြီးရှိပါတယ် parliament committee committee နော်အ committee ဖြစ်ပါတယ် committee ဆိုရင်တော့ဟိုဟာတာ committee နော် committee နဲ့လွဲเสียအကြာကြာမှားเสียမှားကြเสียရှိနိုင်ပါတယ်အဲ့ဒါကြောင့် committee မဟုတ်ဘဲ commit ကနေလာတာဖြစ်တဲ့အတွက် committee ဖြစ်ပါတယ် committee ဟုတ်ပြီအမ်ဒီဘက်မှာဆိုရင်ပါရှိလဲဆိုတော့ okay ဒီဘက်မှာလည်းတူတူပါပဲ okay အဲ့မှာမှတ်သားစရာလေးတခုရှိပါတယ်ဒီ page မှာအဲ့မှာတွေ့လားမသိဘူး verb record နဲ့ record ဖြစ်ပါတယ် record က verb ဖြစ်တယ် record က noun ဖြစ်ပါတယ်မှတ်တမ်းပေါ့နော် record ကမှတ်ယူတာမှတ်တမ်းယူတာကို record လို့ခေါ်ပြီးတော့ record ကကျတော့မှတ်တမ်းလို့ခေါ်ပါတယ်အခုတော့ fighter တွေသူတွေမှတ်တမ်းကသူတွေ record ကပါလဲနော် uh 10 wins 2 losses နော်6 knockouts အဲ့လိုမျိုးရှိပါတယ်ဆိုတော့ record เนาะကျွန်တော်ခဏခဏပြောပါလေစကလုံးတစ်ခုပဲအတန်ထွက်မတူဘူး noun လို့ကတစ်မျိုးအတန်ထွက်တယ် verb လို့တစ်မျိုးအတန်ထွက်တယ် adjective လို့တစ်မျိုးထွက်တယ် noun လို့တစ်မျိုးထွက်တယ်အဲ့ဒါရှိပါတယ် record က noun ဖြစ်တယ် record က verb ဖြစ်တယ်เนาะ increase က noun ဖြစ်တယ် increase က verb ဖြစ်တယ် decrease က verb ဖြစ်တယ် decrease เนาะအရှိမအတန်အဲ့လိုမျိုး ခပြင်းပြင်းလေးဆိုရင်အာ noun ဖြစ်ပါတယ်ဆိုတော့ဒါတော့ကျွန်တော်ခဏခဏပြောရတဲ့အဖြစ်ပါတယ် All right. So anyway, အမဘာရှိသေးလဲဆိုတော့ countable noun. Oh, okay. Countable noun နဲ့ uncountable noun လေးအနည်းငယ်ပါပါတယ်။ဆိုပါကျွန်တော်ဘာရေးထားလဲကြည့်ကြည့်အောင်။ Yeah, uncountable noun မှာ oil, rice, water, sand, no? ကျွန်တော်ကျောင်းမှာပုံမှန်သင်ခဲ့တဲ့စကားလုံးတွေပေါ့နော်။အဲအဲ့ဒါတွေဖြစ်ပါတယ်။ uncount မှာကအဲ့ဒါတွေရှိတယ်။ count ကတော့ကျွန်တော်မလိုပါဘူး။ Okay, အောက်မှာ feminine နဲ့ masculine ရှိတယ်။ โอเคပြုလို့ရှိရင် masculine neutral gender စကလုံးတွေလည်းရှိပါတယ်အဲပါတယ် pupil servant thief you know တကူဆိုလည်းအတိမမတိရโอเค so thief ကဒီပဲအတိမမရှိဘူးเนาะ thief လို့ပြောလိုက်ဆိုတော့အဲ့ဒါတွေက pupil servant အစေခံ pupil တပည့်လို့ပြောစင်လဲဟို main ကလေးလဲလို့ခေါ်လို့ရယောက်ျားလေးလဲလို့ခေါ်လို့ရတယ်ဟော thief ပါလာပါနေရเนาะโอเค next is အဲဒီဘက်မှာဘာရှိလဲဆိုတော့တစ်ချက်ကြည့်ကြည့်ပါအောင်အာ feminine နဲ့ masculine ရှိပါတယ် okay မြန်မာလိုကျွန်တော်ရေးတာကိုဖတ်ချင်ပါတယ်ခြားနာသောစကားလုံးများကိုအသုံးပြုခြင်းအဖြစ် noun of feminine ကိုပြုလုပ်နိုင်တယ်ဘာမှမသိဘူး okay masculine နဲ့ uh feminine quota ပုံနဲ့ဘာရှိလဲဆိုတော့ bachelor okay bachelor ကမြို့သားဖြစ်တယ်အမျိုးသမီး feminine ကကြတော့ maid or spinster spinster ဆိုတော့က an unmarried woman အသက်အရွယ်တခုရောက်ပြီးတော့အိမ်ထောင်မရှိတဲ့သူပေါ့နော် spinster အဘိုးကြီးပေါ့ဗျာပြောရရင်အဘိုးကြီးကို spinster လို့ခေါ်တယ် all right uh the အထင်းနဲ့အမခွဲတာပေါ့နော် dog ကအထင်းဖြစ်တယ် bitch ကအမဖြစ်ပါတယ်ဆိုတော့ခွေးမဆိုရင်ကျွန်တော် bitch လို့ခေါ်ပါတယ်နော် bitch b i t c h အကောင်းတော့မကောင်းဘူးမကောင်းဘူးပါဗျာနော် ဟိုနည်းနည်းဆဲရေးတိုင်းတော်တဲ့ခါမှာတတော်ကိုသုံးပါလေ။อืมเนาะตีပါတယ်အားလုံးตีပါတယ်သူကကောင်းတဲ့စကားလုံးနေတာမမှတ်လွယ်တာမကောင်းတဲ့စကားလုံးနေဆိုတော့ချက်ချင်းရတယ်ဘယ်လိုမှမေ့လို့မရတော့တစ်ချက်ကြည့်လိုက်တာ ਨੇ တကားလေးကောင်းတဲ့မှာဆွဲသွားပြီเนาะโอเค anyway lord lady เนาะ buck တမင်တီကို buck လို့ကျွန်တော်ဒီမှာရေးထားပါတယ်တမင်တီ buck အတမင်မကြတော့ do อืม d o e do ဟုတ်ပါတယ်เนาะ ကျွန်တော်ဒီကွန်ပျူတာနဲ့ check ကြည့်အောင်မယ်အဲ့ဒါမမမလို့မဖြစ်ဘူးဆို .doe do i shy တော်ဟုတ်ပါတယ်တော်ဟုတ်ပါတယ်ဆိုတော့တမင် ठी ကအာတမင်ကို dear လို့ခေါ်တယ်တမင်တစ်ခုလုံးပေါ့နော် dear လို့ခေါ်တယ်အာတမင် ठी ကို buck လို့ခေါ်ပြီးတော့ buck က US ဒေါ်လာကိုလည်း buck လို့ခေါ်ပါတယ်နော်1 buck 2 bucks 100 bucks ပြောလို့ရပါတယ်တိုးကတမင်အမဖြစ်ပါတယ် okay ဘူး naughty or ox ပြောလို့ရတယ် cow ကအဲ norma ဖြစ်ပါတယ် okay bullock ဆိုလဲ naughty ပါပဲဆိုတော့နည်းနည်းပါပါတော့မျိုးစား species ကိုင်ကွာမှာပေါ့နော်အဲ variety ရှိမယ် hyper အများကြီးပဲ monk nun နော်အဖုန်ကြီးအအမျိုးသားဖုန်ကြီးဆိုရင် monk လို့ခေါ်တယ်အမျိုးသမီးကျွန်တော်ကဆရာလေးလို့ခေါ်တယ်နော်အ monk ကကြတော့ဒီအမျိုးသားဖုန်ကြီးတွေအားလုံးကို monk လို့ရေးပြားဖြစ်ခေါ်တယ် နန်ဆိုရင်အမျိုးသမီးဒီခေါ်လို့ရတယ်ဒါမြန်မာလိုကတော့ကွာတာပေါ့နော်မြန်မာလိုကတော့ဒီပိုရှင်းတယ်အင်္ဂလိပ်မှာလည်းရှိလိမ့်မယ်အဲ့လိုမျိုးအဆင့်လိုက်တွေ့ရ rank seniority ပေါ့နော် seniority လိုက်ကျွန်တော်မသိဘူးဟိုမြန်မာလိုဆိုရင်ကိုရင်လေးရှိတယ်အပြင်ဆရာလေးယောက်ျားလေးကကိုရင်လေးမိန်းကလေးကဆရာလေးမြန်မာလိုကကြာအဲ့လိုမျိုးလေးကွာတယ်ပေါ့နော်ဒီလရှင်အာဆရာလေးကိုရင်လေးရှိတယ်ကိုရင်ကြီးရှိတယ် တိလရှင်ရည်တယ်တိလရှင်အထက်မှာတော့အဲ့ဒီနာမည်အသုံးနှုန်းကမရှိတော့ဘူးနဲ့တူတယ်ရှင်လည်းပြောပြခဲ့ပါတော့တိတဲ့သူပို့ပြီးတော့တိတဲ့သူရှင်ရင်အာပြောလို့ရပါတယ်ရှိခဲ့ပါတော့ alright ဆိုတော့ monk nun ပြောလို့ရပါတယ်ဟိုမှာလည်းရှိတယ် catholic မှာလည်းရှိတယ်တဲ့နော်ကျွန်တော် roman catholic မနော် roman catholic နော်စကားဆက်လို့ပြောရရင် the roman ကိုဘာဖြစ်လို့သူတို့ roman ထဲတာတို့ချိုလည်းမခံဘူး ဒါမထက်ရဘူးဆိုပြီးတော့အခိုင်အမာပြောတဲ့သူတွေရှိတယ်ဆိုတော့ကျွန်တော် Catholic လို့ပဲပြောလိုက်မယ်เนาะ Catholic မှာလည်းအဲ့ဒီအသုံးအနှုန်းတွေရှိပါတယ် Nun ဆိုရင်တိလရှင်ပေါ့နော် All right so anyway ပြီးရင်ချက်တီချက်တီတော့ဖြစ်ကုန်ပြီချက်ဖာချက်ဖာ Okay ချက်ဖာက cock ဖြစ်ပါတယ် Okay cock ကတခြားအတိတ်ပဲလက်ရှိတယ်ကျွန်တော်မပြောတော့ခင်ဗျားတို့သိတယ်မလားเนาะကျွန်တော်မပြောတော့ကောင်းလေးတွေကယောက်ျားလေးတွေပြောနေတာ Okay so cock က ချက်ဖာ hand เนาะကျွန်တော်သိတဲ့ hand ကချက်မဖြစ်ပါလေเนาะចောင်းနေပါကျွန်တော်သိပါလေ h e n hand ချက်မเนาะအမီပါပါအဲ့စာအုပ်ဒီရှိသေးလား all right အာပြီးလို့ရှိရင်မြင်းကလေးမြင်းကလေးကို cult လို့ခေါ်တယ်လို့ပြောတယ်အာမြင်းကလေးအထီးကို cult အာမြင်းကလေးအမကို filly အဲ့လိုလားမသိဘူး okay drake ရှိတယ် duck ရှိတယ် ram က2ထီ u e W E U ပေါ့နော်အတန်းထောက်က U ဖြစ်ပါတယ် E W E U ကသုံးမသုံးကလေးအမပေါ့နော်အဲ drone ကโอเคဒါကောင်းတယ် drone ကဗျာတီဖြစ်ပါတယ်ဗျာလေဗျာရည်ရဲတဲ့ကဗျာဗျာတီ B ကကျွန်တော်ကျွန်တော်သိတဲ့ B ကျတော့အမဖြစ်ပါတယ်ဆိုတော့ drone เนาะကင်မရာရိုက်တဲ့ drone ကိုလည်းအဲ့ဒီဗျာနဲ့ပုံစံတူတယ်လေးနော်ကင်မရာ drone ကဗျာနဲ့ပုံစံတူတယ်စကားစကားမဆက် โอเคဆိုတော့ဗျာတိက drone ဖြစ်တယ်ဗျာမာက B ဖြစ်ပါတယ်အမြို့စားနယ်စားက Earl E A R L Earl အဲ့ဒါကယောက်ျားဖြစ်တယ်အမျိုးသမီးအဲ့လိုမျိုးမြို့စားနယ်စားအမျိုးသမီးဆိုရင် Countess County တကူအုပ်ချုပ်တဲ့သူဖြစ်မှာပါเนาะအဲ့ဒါရရှင်းပါတယ်โอเคပြီးရင်ငန်းတိက Gander G A N D E R Gander ငမ်းမက Goose ဖြစ်ပါတယ်ကျွန်တော်ဒီ Goose ကငမ်းမ Gander ကငန်းတိဖြစ်ပါတယ်อืม โอเคပြီးရင်တမင်ဖိုက stack လို့ခေါ်တယ် S T A G stack တမင်ဖို hine H I N D hine ကတမင်မပေါ့အာ sir ကအမျိုးသား madam ကအမျိုးသမီး hmm feminine masculine ဆိုမဆိုစကလုံးတွေကတော်တော်ကောင်းတယ်အဲကျွန်တော်အဲ့ဒီဒီမှာဆိုကျွန်တော်တိတ်ပြင်းစရာမရှိဘူးသလားအရင်โอ้ด oh, okay, ่าတော့ဘာမှမဟုတ်ဘူးဆိုပြီးတော့ပြောเสียမရှိဘူးအာ gentlemen lady okay ladies and gentlemen เนาะရှိရနော် HLR the heart ကသမင်ထီးလို့ပြောတယ်ဆိုအရှိမလည်းတမင်တီးကစကလုံးတစ်ခုကြည့်တယ်သူတို့ species quarter ဖြစ်လိမ့်မယ်ဆိုတော့အကုန်လုံးကို deer လို့ခေါ်ပြီးတော့မှအောက်မှာသူ species လိုက်ပြန် quarter လीနော်တမင်မှာဆိုလဲဟိုဘာသာစကားမှာရှိမရှိပါတယ်တမင်မျိုးစားတွေမတူဘူးလေနော်မတူတဲ့တမင်မျိုးစားတွေကိုအဲ့လိုမျိုးနာမည်တွေခွဲတာဖြစ်လိမ့်မယ်ထင်ပါတယ် wizard ကစုံတီ witch က w i t c h witch က ဆုံးမဖြစ်ပါတယ်ဆုံးမဆုံးထိပေါ့နော်အဲ H O R S E horse အမြင်းတီမြန်မာက mare M A R E mare ဖြစ်ပါတယ် husband wife ဟုတ်ကောင်းတယ်ကောင်းတယ်ဒီစကားလုံးတွေကအခုပြန်ကြည့်ရင်လေဟိုတင်းယူစရာတွေဖြစ်နေသေးတယ်ဆိုတော့ကျွန်တော်စဆလောက်တဲ့အချိန်မှာဒီလိုစကားလုံးတွေကိုလေ့လာရဲဆိုတော့လေးစားတယ်ကျွန်တော်ဆရာကိုလည်းကျွန်တော်လေးစားတယ်ကိုယ့်ကိုယ်လည်းလေးစားတယ် โอเคဆရာဒါတော့ဟာသဆန်အောင်ပြောတော့ပါတကယ်တကယ်ဟုတ်တယ်အခုပြန်ကြည့်ရင်လည်းဒါရဲတင်းယူစရာတွေဖြစ်နေတော့ပါပဲเนาะဘာဖြစ်လို့ဒီစကလုံးကြီးကြီးမားမားတွေဒီမှာပါလဲဆိုတော့ masculine နဲ့ masculine နဲ့ feminine ကိုဦးစားပေးပြီးတော့တင်တာဖြစ်တော့ကိုလုံးဝမရင်းနှီးသေးတဲ့စကလုံးတွေလည်းထည့်ရတယ်เนาะပါတာပဲဆိုတော့ဒါကတော့တိတ်စဉ်းစားကြည့်လေကို the english အခုမှအချိန်ကနေအခြေခံနေစတင်တဲ့ဒီစကလုံးတွေတင်တယ်မြင်အောင်ကြည့်အဆင်မပြေဘူးเนาะ အာဘိုင်ရောငါတို့တင်ချင်တာ speaking လေးเนาะအဲဘိုင်လာပြင်နေလာပြောနေရလဲလာလာတူးနေရလဲဘောနော်ပြောစရာရှိတယ်โอเคအာအများကြီးပဲအများကြီးပဲဒီမှာရှိတယ်ကျွန်တော်အများကြီးတော့မပြောတော့ဘူးဒီဒီကမှကျွန်တော်ဒီလိုပဲပြပေးလိုက်မယ်เนาะဗီဒီယိုရက်ပြီးတော့ကိုယ့်ဘက်ကိုလေ့လာကြည့်လို့ရပါတယ်เนาะဒီဘက်မှာလည်းရှိပါတယ် prophet prophetess uh shepherd shepherdess เนาะဆိုတော့ကိုယ့်ဘက်ကိုလေ့လာလို့ရအောင် โอเคနောက်ပြီးလို့ရှင်ပါရှိသေးတယ်ဒီဒီဟာလေးကျွန်တော်ဒီမှာကားလေးပေးလိုက်မယ်เนาะကိုယ့်ဘာကိုကြည့်လို့ရအောင်ဟုတ်ပြီအဲ့တော့ now let's go to the next page next page မှာပါရှိလေဟုတ်ပြီအနေကြီးနဲ့မြတ်ခဲ့ plural နဲ့ singular okay singular နဲ့ plural နော် singular i'm sorry singular ဖြစ်ကုန်ပြီ singular နဲ့ plural form ဒါကတော့ကျွန်တော်ဘယ်အဆင့်ရောက်ရောက်ဘာသာစကားရဲ့ဘယ်အဆင့်မရောက်နေရောက်နေ plural နဲ့ singular ကတော်တော်ကိုအရေးကြီးတဲ့သင်ယူစရာ မှတ်သားစရာ မကုံမစုံနိုင်တဲ့အပိုင်းဖြစ်ပါတယ်အင်္ဂလိပ်ရဲ့အစိပ်ပိုင်းဖြစ်ပါတယ်ဆိုတော့အဲ့ဒီတော့ကျွန်တော်ဘယ်လိုလေ့လာခဲ့လဲဆိုတာကိုဒီမှာတစ်ချက်ကြည့်အောင်သတိကြတာတော့ဒီမှာ S C H S H X နော်သူတို့နဲ့စုံတဲ့စကားလုံးနေဆိုရင် ES ပေါင်းတယ်အာ okay kisses class classes brush brushes okay အဲ့ဒါအဆင်ပြေတယ် အဲပြီးလို့ရှိရင် ਉਹ နဲ့ဆုံးတဲ့ဥစ္စာတွေကြတော့ဒီမှာ ਉਹ နဲ့ဆုံးသော နောက်စကလုံးများကို အများကင်လို့လို့လင် yes bound ထဲ okay okay အဲတော်ရေးထားရကြည့်အောင်အဲ့မှာနားကျွန်တော်အဲ့မှာမြန်မာလိုရေးထားတယ် ਉਹ နဲ့ဆုံးတဲ့စကလုံးနောက်စကလုံးများကိုအများကင်ပြောင်းချင်ရင်ပြောင်းချင်ရင် yes bound ထဲရတယ် okay ဆိုတော့ yes yes bound ထဲရတဲ့အချိန်လည်းရှိတယ် yes မပေါင်းရတဲ့အချိန် s လေးပဲပေါင်းရတဲ့အချိန်လည်းရှိတယ်ဒါပေမဲ့အဲ့အရာတွေကိုကျွန်တော်ဘယ်လိုရေးထားလဲမသိဘူးပါစိတ်ဝင်စားတယ် mm the chichia potatoes no mango mangoes buffalo the drogo es pound ya le volcano uh hero no gong uh hero the ye gong echo bed in tada cargo no cargo so pc o ne song ne sagalon ne ye go s pound the bi ya ba le de o ne song bi me s we pound the ya le sagalon ni a chou shi ba le de okay ဒီမှာအတားတော်မှတ်သားဖို့ကောင်းပါလေအခုထိလဲဒါကမှတ်သားစရာကောင်းနေတော့ပါပဲ။ โอเคဆိုတော့ဘာရှိလဲ exceptions ပေါ့เนาะပုံမှန်ဆိုရင် ES ပဲထည့်တယ်တို့တော့ S ပဲပေါင်းထည့်ရတဲ့ဟိုအချိန်တွေလည်းရှိပါတယ်အဲ Canto ကဇာရှိအပိုက်လို့ပြောတယ်စာပိုက်အရှိပေါ့เนาะ piano လို့ဘာလို့ဆိုလဲ S ပဲထည့်ရတယ် Canto piano kilo เนาะအလေးချိန် kilo solo တယောက်တည်းတချင်းဆိုတာလို့ဘာလို့ဆိုလဲ solo solo traveler เนาะရှိတယ် solo album ရှိရလေ solo ဆိုရင်လည်း S ပဲထည့်ရတယ် အမမ် momento ဆိုရင်လေအမှတ်တရပစ္စည်းပေါ့နော်အိုးအမှတ်တရပစ္စည်းရော momento လို့ဟုတ်လားကျွန်တော်ချက်ပြန်ချက်ကြည့်မယ်အမှတ်တရပစ္စည်း momento ဆိုတော့အဲဒီမှာချက်ချက်ကြည့်အောင် momento က it can refer to a particular moment in time similar to the english word moment or it can be used to describe something that serves as a reminder of the past a past event experience similar to a momento okay momento ဟုတ်ပါတယ်အမှတ်တရပစ္စည်း အဲ့ဒီအချိန်ရအခိုက်တန့်ကိုပြန်တတိယစီတဲ့အရာတခုခုဆိုတော့အမှတ်တရပေါ့ဗျာအမှတ်တရပစ္စည်းလို့ပါတော့ဆိုတော့အချိန်တော့ဒီလိုတွေလေ့လာခဲ့တာဆိုတော့ဒီမှာ stereo နော် bamboos bamboos ဆိုလဲ s ပဲထည့်တယ်နော် bamboos kaku commando stereo quarto โอ้တော်မိုက်တယ်တော်မိုက်တယ် ratio ပြီးလို့ရှိရင်အဲ fish နော်ဒီမှာ fish ကတော့ကျွန်တော်ခဏ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 ဆိုရင်မှားမလားမှန်မလားမသိဘူး fish ကတော့အနည်းလေး fish ပဲအများလေး fish ပဲတိုးတော့ fish က s test ရမလို့နော် ses test ရမလို့တိုးတော့လည်းပဲမတူညီတဲ့ငါအမျိုးစား species မတူညီတဲ့ငါမျိုးစားပြောချင်လို့ရှိရင် fishes ပြောလို့ရပါတယ်နော်အဲ့ဒါကျွန်တော်မကြာခဏပြောလို့ရှိပါတယ် okay နောက်တစ်ပိုင်းမပါရှိလဲဆိုတော့ oh okay ကျွန်တော်မကြည့်ခင်ပါခင်ဗျားတို့အရင်ကြည့်လိုက်ပါအောင်ကျွန်တော်ဘာတွေရေးထားလဲမသိဘူးအာ okay 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 အများကြီးပဲဗျာအများကြီးပဲ okay ဆိုတော့နောက်စကလုံး ဒီဝိုင်းနဲ့ဆုံးပြီး၎င်း၏ရှိသူ consonant စကလုံးပါလင်းဝိုင်းကိုအိုင်ပြောင်း es ပေါင်းချင်းပြအများကြီးလုံနိုင်သည်တဲ့ပြုလုံနိုင်သည် okay 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 ဒါတော့ဝိုင်းကိုအိုင်ပြောင်း es ပေါင်းတော့ကျွန်တော်သိပြီးသားဖြစ်ပါတယ်ဒါမသွားတော့ okay wine ဆိုတော့အပြုလို့ရှိရင် f တို့ ef တို့နဲ့ဆုံးရင်ကျွန်တော် vs ပြောင်းရတယ်နော်ဥပမာ leave l e a f leave တိရတိရဆို l e a v s ပြောင်းတယ် wife မိန်းမနော်အမယားဇနီးမယား wife ကို wives w i v s wives ပြောင်းတယ် life ဆိုလဲ lives တော့တယ်သို့တော့ f တို့ ef တို့နဲ့ f တို့ fe တို့နဲ့ဆုံးပေမဲ့ s ပဲပေါင်းရတဲ့စကားလုံးတွေရှိပြန်တယ်နော် exemptions ပေါ့နော် exception words ကဘာလဲဆိုတော့မပြလိုက်မယ်အဲ့ဒီစကားလုံးတွေဖြစ်ပါတယ်ဆိုတော့ f fe နဲ့ဆုံးပေမဲ့ VS မပြောင်းဘူး S ဝဲထည့်ရတဲ့ဟာ cliff နော်ကဘာ hanger chief proof save save ကမိခံတက်တာနော် save adjective ဆိုလုံးချုံသွားပေါ့ gulf ပင်လယ်အော်နော်ပင်လယ်အော်မဟုတ်ပါဘူးပင်လယ်အော်က b စ G U L F ကပင်လယ်ကွေ့ဖြစ်တယ်ပင်လယ်ကွေ့အော်ပင်လယ်အော်ဆို B B A Y B ကပင်လယ်အော် so နောက်တစ်ခုက chief c h i e f chief เนาะအကြီးအကဲ village chief တို့ဆိုတော့အဲ့လာတွေကိုအက်စပက်ထည့်ရတယ်เนาะမစိုးမစိုးအဲ့ဒီအချိန်တော့ဒီလိုတွေမှတ်သားခဲ့တယ်ဆိုတော့မစိုးပါဘူးအပြုလို့ရှိရင်ဒီနှစ်ခုလုံးသုံးလို့ရတဲ့ဟာတွေရှိသေးတယ် so f တို့ fe တို့ ਨੇ ဆုံးတယ်ဟိုတော်တော်လည်းပဲနှစ်ခုလုံးသုံးလို့ရတယ် s နဲ့ထည့်လို့ရတယ် vs ပြောင်းလဲရတယ်နှစ်ခုလုံးသုံးလို့ရတဲ့ဟာနှစ်ခုလုံးပြောင်းလို့ရတဲ့ဟာဘာလဲဆိုတော့ကျွန်တော်ဒီခါလေးဒီမှာပြလိုက်ပါမယ်เนาะ အဲ့ပါโอเคဆိုတော့ကျွန်တော်ဖတ်ပြမယ် dwarf dwarf ကလူပုပြောနော်လူပု dwarf dwarf စီလဲရတယ် dwarfs ဆိုလဲရတယ် hoof hoof ကခွာနော်မြင်းခွာတို့အဲတရိစ္ဆာန်တွေခွာ hoof ဆိုလဲ hoof စီရတယ် hoof ဆိုလဲရတယ် scarf s c a r f scarf ကတပတ်နော်တပတ်ပြောလို့ရတယ်လက်ကင် ပဝါ scarf ဆိုလဲ vs ဆိုလဲရတယ် s ဆိုလဲရတယ် w h a r f warf warf ကတိပဲပါပါလေ okay ဆိုတော့ w h a r f ကမြစ်စိတ်ဖြစ်ပါတယ်အဲကျွန်တော်ပုံလေးပြလိုက်ပါမယ်နော် okay warf ဖြစ်ပါတယ် warf warf mm okay okay ဆိုတော့ကျွန်တော်ဒီဒါတွေလဲနော်လိုအပ်ခဲ့တော့မှတ်လို့ရပါတယ်ပြီးလို့ရှိရင်တရားလေးရှိတယ်တရားလေးကြည့်ပါ2ဆိုတာရှိတယ်2 t W O 2ဆိုနှစ်ခုစီနှလုံးစီအဲ့လိုမျိုးနှစ်ခုစီပေါ့နော်ဆိုရင် in twos s နဲ့ပြောပါတယ်အဲ့ဒါတော်တော်လေးကောင်းပါတယ်တော်တော်လေးကောင်းတယ်ဟို what 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 old ဘာလို့ဆိုဆိုင်းလို့ခေါ်တယ် sheep deer okay okay အပြီးလို့ရှိရင် now now page မှာပါရှိလဲဆိုတော့ဒါလေးရှိပါတယ်อืม adjective plus noun ပေါ့နော် adjective plus noun ကတော့ဒီယခုတိကျွန်တော်သင်ယူနေရတော့ဟိုစကားလုံးတွေပါပဲနာမဝေဒေသနာတဲ့ဟုတ်ကဲ့ adjective ကနာမဝေဒေသနာပေါ့နော် noun ကပါလဲနာ verb ကကရိယာကျွန်တော်ဘာရေးထားလဲမသိဘူးမှာ beautiful girls like red flowers ဒါပဲဟာပါလဲ beautiful girls like uh red flowers ဟုတ်လားကိုကိုမေးကြည့်ပါမင်းလေး လှပသောမိန်းကလေးများသည်အနီးရောင်ပန်းများကိုကြိုက်ကြသည်โอเคဆိုတော့ adjective plus noun ပေါ့ဗျာ beautiful girls adjective plus noun red flowers adjective plus noun အဲ့လားပါအတီးကတော့ adjectives of quantity ဆိုရရှိသေးတယ် many much few little uh any whole some enough now we have many rice ah okay ဒီမှာတခုတွေ့ပါပြီနောက်ဆုံးပါတက်လား we have many rice. rice rice က uncountable ဖြစ်ပါတယ်ဆိုတော့အဲ့ဒါမရပါဘူး we have a lot of rice ပြောလို့ရပါတယ်ဆန်အများရှိသေးတယ်ဆိုရင်အဲ့လိုပြောလို့ရပါတယ် many rice ကတော့อืมမမိုက်ဘူးเนาะဒီတကူတော့ဒီကဲဒီမှာ adjectives of number ဆိုတော့ဒါတော့ဒီစကားလုံးအခေါ် warrior ခက်တာအခေါ် warrior ခက်တာအဲ့ဒါတကယ် content နဲ့အထက်မှာပါတဲ့ content ကခက်တာမဟုတ် some all several เนาะဒီမှာကျွန်တော်ခဏခဏပြောရဲ origin ခဏခဏတော့မဟုတ်ဘူးပေါ့เนาะတခါတလေပြောရဲ့ ordinal and cardinal number is shibare. So ordinal no ga first, second, third, no? As in like sura order sura ga as in like go ariani lara or order ordinal. No. Oh so, as in like dwara was a one first, second, third, fourth, fifth, sixth, seventh, eighth. Eleventh, by the way, eleven ga no so ma set tine hobby me. First go S tine dobi me eleven go TH never dwara no. Eleventh no ma ya. Okay, twelve. So in twelfth ပဲဖြစ်ပါတယ်နောက်ဆုံးမှာ2နဲ့ဆုံးပေမဲ့ ND second မဟုတ်သေးပါဘူး12ဖြစ်ပါတယ်ဒါတွေကဒီအခေါ်ဝါရီကိုယူခဲ့တဲ့အာမူရင်းဘာသာစကားနဲ့ဆိုင်ပါတယ်မှတ်သားစရာကောင်းပါတယ်ကျွန်တော်တို့စပြီးတော့ဒီစကားလုံးဆင်းသက်လာကဆင်းသက်လာတာက the old germanic way of counting လို့ပြောတယ်ဆိုတော့ germanic english မှာပေါ့နော်အဲ့ဒါသူကနားကသူတို့အခြေပြုစကားလုံးက တက်ကနေ72ထိရှိတယ်အခုကျွန်တော်တို့အခြေပြုစကလုံးကတက်ကနေ30ထိအထိပဲရှိတယ်တင်းနေတော့လည်းကျွန်တော်က30 10ဒါပေမဲ့အဲ့ဒီဒီ Germanic way of counting အော် German style or English မှာကဘာရှိလဲဆိုတော့72ထိရှိတယ်72 72ထိကိုအခြေပြုပြီးတော့တို့ကကဏ္ဍနေရေတွဲရတယ်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တို့မှာအော်27 21ရှိတယ်ဒါပေမဲ့ကျွန်တော်10 1မရှိဘူး22ရှိတယ်10 2မရှိဘူးနော်ပြီးလို့ရှိရင် 73ရက်နေစားပြီးတော့ကျွန်တော်13သုံးတယ်13 14သုံးတယ်အော်မရှိဘူးအဲ့ဒါလည်း73ဆိုအမှန်ဆိုရင် first 10 second 10 13เนาะအဲ့လိုမျိုးသွားပါဒါပေမဲ့အဲ့လိုမသွားဘာဖြစ်လို့လဲဆိုတော့72အထိကိုသူကတစ်ကနေ72အထိကအခြေခံစကားလုံးတွေပဲဖြစ်တယ်သူတို့မှာအော် old germanic english မှာပေါ့နော် in old germanic way of counting ပဲခေါ်ရအောင်ပြန်ကြည့်ရတော့တော်တော်ကိုအာ ဒီလွန်းစရာလဲကောင်းတယ်တို့လွန်းခဲ့တဲ့10ဆုနှစ်ကြော်ကြော်လုံးကဥစ္စာဆိုတော့တတော်လေးကိုအဲ့တော့ဒီလောက်ချိန်မှတ်စုရေးခဲ့တာเนาะတတော်ကိုကိုကိုအားရပါတယ်ဆိုတော့ဒီဥစ္စာကြည့်ပြီးတော့မှဒီတခုသင်္ကန်းစာရတာကမှတ်စုရေးတာကောင်းတယ် note taking is always helpful ကျွန်တော်တခုသင်ယူတဲ့အခါမှာတတော်ကိုအရေးပါတဲ့အရာပြတဲ့ဆိုတော့ please do do note taking ပေါ့เนาะ note taking ကိုလုပ်ပါ uh, of course what's even more important than that is of course you have to revisit the notes right အဲ့ဒါကိုပြန်လေ့လာဖို့လိုတာပြန်လေ့လာလို့ရှိရင်တတော်ကြီးကိုအကျိုးရှိတယ်ဆိုတာမြင်ရပါလိမ့်မယ် okay အဲ့လိုပဲပြောချင်တယ်ဒါ part 1 part 2ကျွန်တော်သွားဖို့လည်းရှိပါတယ် episode line သွားရင်ကောင်းမလားကျွန်တော်စဉ်းစားနေတော့เนาะဆိုတော့အစားအုပ်တွေကျွန်တော်အစောနာပြည့်လို့ယူလာပါတယ်နောက်ငါပုတ်ငါအုပ်6ခန်းအုပ်တော့ရှိမလားမသိဘူးမချက်ပြရင်ပေါ့ဗျာဆိုအဲ့တော့စတင်တဲ့အချိန်မှာဒီလိုစကလုံးတွေကြီးကြီးမားမားနဲ့တင်ခဲ့တာဆိုတော့တော်တော် heavy it's heavy actually ဆိုတော့ဒီလိုမျိုးစကလုံးကြီးကြီးနဲ့စတင်တော့ I don't really recommend no ကျွန်တော် recommend မပေးဘူးဆိုတော့ပေါ့ပေါ့ပါပါပဲစတင်ပါတိုးတော်ကိုကိုရွယ်နဲ့လဲဆိုင်တာပေါ့နော်ဒါကြောင့်ကျန်းစာကြောင့်ဆိုတော့လူကရွယ်ရတော့ဆက်ခွန်ဆက်ရှိတီဆက်ကိုတွေကတော့ဖြစ်နေပြီဆိုတော့ဒီလိုသွားတာလည်းမစိုးပါဘူးစပြီးတော့အသက်ငယ်သေးတယ်ငောင်းနဲ့၆နှစ်လောက်ပဲစတင်မယ်ဆိုရင်ဒီဥစ္စာကြီးကြီးမားမားတွေကတော့ uh I don't recommend it no ဒါပေမဲ့ကိုအရွယ်တခုရောက်သွားပြီစကလုံးနေနဲ့ရင်းနှီးသွားပြီဆိုရင်တော့ ဒီလိုမျိုး style နဲ့သွားတာလည်းကောင်းပါတယ်ဒါဘယ်လိုပဲပြောပြပါအခုပြန်ကြည့်တော့တတော်ကိုကောင်းပါတယ်အဲဒီ note ဒီရေးခဲ့ note note ရေးတာတော်တော်ကောင်းတယ်လို့ကျွန်တော်ထပ်မပြောချင်ပါတယ် so do 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 note taking all right so i guess that's it i'll see you in my next video i'll see you in my next video bye bye